ဆိုပြီးတော့ဟိုကံကြားလာတဲ့အတွက်ကျွန်တော်တရားသေးလွတ်လိုက်ပါတယ်ဒီဟာဟိုတက်သေးဖြစ်နေမှာကျွန်တော်အတီးမှုမှာပါတော့မှာပါတော့ကိုကျော်မင်းဆွေကတော့ဆက်လက်တရားဆွဲဆိုမယ်ဆိုပြီးတော့ဆက်ပြေးနေပို့ဆောင်နေတာပြောရတော့ကိုကျော်မင်းဆွေတော့ဆက်ပြီးတော့တရားရင်ဆိုင်အောင်ကိုကျော်မင်းဆွေဟိုဘုညိတာမချက်ရကျွန်တော်ကဟိုကျွန်တော်တရားဆွဲဆိုခွင့်မရှိဘူးလို့ဒီကမချက်ပြန်ကြားလာတယ်ကွာကျွန်တော်ကပြင်မီဒီယာမှာနေတဲ့အတွက် 差不多要把钱给他，把单反给我。都能加，就是比较容易。加多少钱？被他来着，好。ကဲတော့ကျွန်တော်တို့ဒီပေါင်းနေမီရဲ့ဥတွေရှိနေတဲ့ခြေတော့မီဒီယာဥတွေရှိနေတဲ့အချိန်မှာဒီ၆၀ယောက်ကဒီတော့ဥပဒေနဲ့ဆွဲတယ်ပြင်ပြတယ်ခါလေးပါဘယ်လိုလဲဟုတ်ဟုတ်ပြင်ပြမီဒီယာတခုဟိုပါဘော အာဒီ online မှာတင်တယ်ဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးဆောက်ကြောက်ကကြီးလို့ဟာမျိုးနဲ့ဆွဲလိုက်ဆိုတော့ကျွန်တော် message ကြွလဲအများကြီးနဲ့လာတယ်ကျွန်တော်ကြွလဲအများကြီးနဲ့လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ content ကပိုင်းကအာဒီကျွန်တော်တို့တရားဆွဲမတင်သိဘူးလို့ဆုံးဖြတ်ထားတဲ့အချိန်နေမရောက်ခင်ပါဘူးအချုပ်ထဲမှာနေရတယ်ကျွန်တော်တို့ခေါင်းထဲမှာနေရတယ်ကိုကျော်မင်းဆိုတော့အခုဆိုလဲဟိုပြည့်စုံအောင်မပြည့်အောင်မဖေးကြသေးခင်ပါပဲသူအမကံပယ်ချပြီးတော့နေရတယ်ဆိုတော့ကိုကျော်မင်းဆိုကြောက်တယ်ကျွန်တော်စိတ်မကောင်းပါဘူးကိုကျော်မင်းဆိုတော့ကျွန်တော်ရက်တိပါဘူး ဟိုဒီသတင်းသမားတွေကိုဒီဝတ်ဆပ်66ကောင်ကြီးနဲ့တောက်လျှောက်ဆွဲတာနဲ့ဆိုတော့ခုလက်ချက်ထားတယ်သတင်းမီဒီယာကောင်စီမှာထုတ်ထားတဲ့ကျွန်တော်သတင်းမီဒီယာဦးလေးတည်တံ့ရှိပြတဲ့ဖြစ်တဲ့66ယောက်ကကြီးနဲ့ဆွဲတာကဟို66ယောက်ကကြီးရတယ်တကူတည်းကသတင်းသမားမှမဟုတ်ပါဘူးဘယ်သူမှဒီမပြေစင်ချင်းဒီပုံမှန်နဲ့ကဆွဲတဲ့ပုံမှန်နဲ့ကျွန်တော်မယူဆပါဘူးသူကတရားရုံးမှာဖြေရှင်းပွင့်မရခင်မှာအချုပ်ဟိုထောင်ထဲမှာနေရတဲ့အတွက်ကာကွယ်ရှင်အတွက်နင်းနာမှုတွေအများကြီးရှိတယ်66ယောက်ကကြီးကပြင်ဆင်တဲ့ဥပဒေကိုကျွန်တော်မြင်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကြီးထဏာရမှတ်ချက်ကိုပြန်တော့ပါပြန်ပြောင်းပြီးပြေးပြတ်ကြတော့မတ်ချက်ပြတာလေပေါ့။အော်စတဲ့ဦးကြီးထဏာမှတ်ချက်ကတော့ကျွန်တော်တို့ကတော့ဟိုဟိုကျွန်တော်ကဟိုပေါင်းနေမီဒီယာမှာရေးရသူဖြစ်တဲ့ဆိုတာဒီစတဲ့ဦးတွေရဆွဲဆိုရန်မသိမအောင်ဆိုပြီးတော့သူကမတ်ချက်ပြန်ကြလာတယ်။ကိုကျော်မင်းဆွေကတော့စတဲ့ထောက်ထားလေးနဲ့သူကအေဂျာကျုပ်ဖြစ်တဲ့အတွက်သူ့မှာတာဝန်ခံမှုရှိရဆိုပြီးတော့သူ့ကိုတော့စတဲ့တရားဆွဲဖို့အတွက်ကိုပြန်ကြလာပါတော့။ဟုတ်ကဲ့ဒီငင်းငယ်ကြီးတယောက်သာရေးဖြစ်တာအခုအခုဒီရေးတဲ့ပုံမှာအခုစတဲ့ကတည်းကအခုဆွဲတယ်တရားဆွဲလာတယ်ပေါ့နော်။အဲ့ဒါတရားဆွဲတဲ့နဲ့တော့တယောက်သာဖြစ်နေလို့ ကျွန်တော်မြင်ရကျွန်တော်ရေးရထဲမှာကျွန်တော်ကတော့တကယ်တော့ဒီသေယောသားကပြည်တွင်းစစ်ဒီဖြစ်စဉ်တစ်ခုလုံးကိုကျွန်တော်ခြုံငုံပြီးတော့ကျွန်တော်သေယောသားအနေနဲ့ရေးလိုက်တာဖြစ်တယ်ကျွန်တော်က professional ကစာရေးသူဖြစ်တယ်ဆိုတော့ကျွန်တော်ရေးသိန်းလို့ရေးလိုက်တာဖြစ်တယ်အဲဒီပုံမှာတော့ဟိုဟို ကျွန်တော်ဒီမြည်သည့်လက်နက်ကင်ဖွဲ့စည်းမြည်သည့်ဟိုဟာဟိုမှာခေါင်းငွေတခါချင်းမရှိဘူးပြင်းစစ်ဖြစ်တဲ့တစ်ခုလုံးကပါနေတဲ့လက်နက်ကင်ဖွဲ့စည်းတွေကိုပဲကျွန်တော်ခြုံပြီးတော့ရင်းနှီးခဲ့ကြပါတော့เนาะအဲ့ဒီအတွက်ကျွန်တော်ဟိုဟိုဆွဲတဲ့အတွက်ဟိုဟိုတရားဆွဲဆိုတဲ့အတွက်လည်းဟိုကျွန်တော်ဟိုပါဆိုတော့ကျွန်တော်တို့တရားဆွဲဆိုတဲ့အတွက်ကျွန်တော်ကတော့ဟိုကျွန်တော်တို့ကတရားဥပဒေထဲကပဲဖြေရှင်းသွားတာပေါ့เนาะ အာဆွဲတင်မဆွဲတင်ကတော့ဒါကတော့ဟိုဒီတယောသားကိုတေချာဖက်ကြည့်ရတဲ့ပြန်ရင်ပြီးပါတယ်ဟုတ်ကဲ့အဲ့ဒါဒီတယောသားဒီတက်မတော်ကတေချာမဖက်ပဲနဲ့ဒီလူတရားဆက်ဆိုရမှုမျိုးပြီးလို့လည်းပြောလို့ရတယ်အာကျွန်တော်ကတော့အဲ့လိုတော့မပြောဟိုမပြောချင်ပါဘူးဟာတက်မတော်အနေနဲ့ကလည်းသူဟိုဒီတယောသားကိုဖက်တဲ့ချိန်မှာသူ့အတွက်ဟို မျက်နာစရာပါတယ်လို့သူယူဆတော့တယ်ဆိုတော့ဒီမှာယူဆတော့ဟုတ်ကဲ့ကောပြေးတော့ပြေးပြေးမှုနဲ့တောင်းရင်ပြေးပြေးမှုပေါ့ပြောပြပြောပါပြောပါမီဒီယာကစီအရမီဒီယာတွေမှာပါတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဟိုဟိုအာအထူးသဖြင့်ဟိုဟာသတင်းမီဒီယာကောင်စီကတော့ဂျောင်းဝင်စစ်တမ်းဟိုဟာစစ်ဆက်နေတဲ့ကာလမှာအာတမန်တော်ဒီလိုတရားဆွဲလိုက်တဲ့အတွက်သူကတော့သူ့ရဲ့ဟိုပါဝင်မှုကျွန်တော်တို့ဒီအမှုဖြစ်နေတဲ့ကာလတော့လုံသိမ်းသွားတယ်အဲ့ဒါတော့မီဒီယာတွေမှာလည်းပါတဲ့အတိုင်းပဲကျွန်တော်သိရတယ်ဆိုတော့ဒီလိုကိစ္စကြီးပေါ်လာတဲ့အခါမှာသတင်းမီဒီယာကောင်စီကအားကိုးရတာလေ အားကိုးရတာဆိုကျွန်တော်ကလည်းမီဒီယာကမှတိောက်ဟုတ်အာကျွန်တော်မှုအတွက်ကတော့ဘာမှတော့သတင်းမီဒီယာကမရှိနေခြင်းမရှိနေနေတာဘာမှတာရောက်မှုမရှိပါဘူးကျွန်တော်တို့အတွက်ကတော့ဘာမှဘာမှချူကြခြင်းမရှိပါဘူးဟုတ်ကဲ့ကျွန်တော်ကတော့ဇတာဆွာဇတာဆွာကိုကျွန်တော်ကမဲပေးတာလေဟုတ်ကဲ့ဟုတ်ကဲ့ကြည့်လေရှိကြတယ်နော်ဆိုတော့ဒီဒီအများကြီးကတော့ကိုယ်ကတည်းကလက်ပြီးတော့ခါကြီးဟုတ်ကဲ့ကိုယ်ညနေတစ်ချက်တစ်ချက်လက်ပြီးတော့စူးစမ်းတာကတော့မှပြန်မှုစူးစမ်းတာက ့ NLD ရဲ့အမတ်တွေတောင်းမှုရှင်ခြားပါတီရဲ့အမတ်တွေတောင်းမှု NLD အဲ့လိုဖယ်ချလိုက်ရကွာဟိုဟာအဲ့ဒါနဲ့ပတ်သက်လို့ကိုယ်လည်းဟောတော့ခုမြင်တာကတော့နော်ဟိုပေါ့ဆက်မရောက်ကကြီးကိုပေါ့လက်ရှိပေါ့ဒီမိုကရက်တစ်အစိုးရကိုယ်တိုင်ကဟိုဟိုဟိုပေါ့ဒီမိုကရက်တစ်ဆိုတော့မင်းကြီးရှိရတရားစွဲနေတာကြီးကျွန်တော်တို့မြင်နေရကြားနေရကျွန်တော်တို့66မှုမြောက်နောက်မှ68မှုမြောက်အခုဖြစ်နေပြီမြင်နေရပေါ့အဲ့ကျွဲကျွန်တော်ကဟိုပြောချင်တာကဒီမိုကရေစီစံနှုန်းနဲ့မကန့်ညီတဲ့ဥပဒေတစ်ခုကိုဒီမိုကရေစီအစိုးရကအာ မြင်ရင်ရှက်ရည်သုံးဆွဲနေတာကတော့ကျွန်တော်မျက်စိရပါတော့မဖြစ်သင့်ဘူးလို့ကျွန်တော်မြင်ပါတယ်ဟုတ်ပြီတော့မတ်ကဘာလို့ပြောလို့မျိုးမျိုးဆိုရှင်ဟိုဒီဒီ၆၆ကာကြီးနဲ့ပတ်သက်လို့ပြောတော့တော်တော်မတ်တွေကိုဘာပြောချင်လဲ 这乜都都唔係特別當初就拿個紙宝马點樣就是新郎嚟咪雞年嚟包嘛就出嚟了。紙宝马呢不得了，哦 <noise>，紙包嘛嘢就多啲啊。哇，做個阿媽佢俾我哋食菠蘿，你你嗰啲咪食唔埋咧？阿媽佢俾我哋食咯，啲阿都年年都係要曬有啥曬咗，哦，紙宝马呢不得了，十天咧都得，阿邊時咪食。 ဆိုတာကိုအခုကျွန်တော်ဆိုရင်တရားစွဲဆိုလို့မသိဘူးဆိုဆက်သွယ်ဝင်နေတာဟိုဒါပေမဲ့ကျွန်တော်ကအချုပ်တက်မှာအခုသူ14ရက်15ရက်နေလိုက်ရတယ်အဲ့ဒီတော့ကျွန်တော်တို့လူမှုရေးရဆုံးချက်မှုရှိတယ်ကျွန်တော်အလုပ်ရဆုံးချက်မှုရှိတယ်အခုသိခါရဆုံးချက်မှုရှိတယ်ဆုံးရောက်ကြရှိနေသမျှဒီလိုမျိုးဆုံးရှုံးမှုတွေဟာလူတွေမှာပေါ်ဟိုတရားစွဲဆိုခံရတဲ့လူတွေမှာမဖြေရှင်းခင်မှာပေါ်လာအောင်ပါပဲလို့ကျွန်တော်မြင်ပါတယ်။အဲ့တော့လွတ်တော်ကိုနှုတ်ဆက်ကြရနေတာ။အာကျွန်တော်ကနှုတ်ဆက်နေတာလွတ်တော်အနေနဲ့ကတော့ဟိုဟိုတူကိုလိုကုမလို့ဘူးလားကျွန်တော်မြင်တာ။ အမခံပေးစားခံရတယ်ဦးကျော်မင်းစစ်နေတယ်တော်ပြီကိုတော်ပြီကိုအာဦးကျော်မင်းစစ်ကျော်ကျွန်တော်မင်းစစ်ကျော်စိတ်မကောင်းပါဘူးကျွန်တော်နဲ့တူနေတဲ့အတူတူရက်တိခဲတာဖြစ်တယ်ကျွန်တော်ကဒီလို